ော်ဒီကနေ့ကျမတို့ကဘာဦးပေါ့နော်ကဘာဦးကျမ်းပါဆိုရင်ဖျားခင်ကဒီနေ့လူကိုမဖန်ဆင်းခင်နေနော်လူတို့အရာအလုံးကိုဖန်ဆင်းခဲ့တယ်ဒါပေမဲ့နောက်ဆုံးမှလူကိုဖန်ဆင်းတယ်အဲ့ကဖန်ဆင်းတဲ့အခါမှာဘယ်မှာဖန်ဆင်းခဲ့လဲဆိုတော့ဒီနေ့အေဒင်ပေါ့နော်အေဒင်ဥယျာဉ်မှာဖျားခင်ကလူကိုဖန်ဆင်းခဲ့တယ်ဒါပေမဲ့ဘုရားရဲ့ဖန်ဆင်းခြင်းတစ်ခုချင်းစီတိုင်းမှာမရှိလဲဆိုတော့ဘုရားသခင်ရဲ့ရွယ်ချက်ရှိတယ် အကြောင်းမဲ့ဖျားခင်ဖန်ဆင်းတာဘာဆိုပါမှမရှိဘူးဖြစ်တယ်ပေါ့နော်ဒါဆိုရင်ကျမတို့ကအရင်တော့ကကျမတို့သိခဲ့တဲ့အရာက ကျမတို့ဖျားဖန်ဆင်းနေဆိုရင်မြင်နေရတဲ့အရာတွေကျမတို့ကြည့်လိုက်တဲ့ခါမှာအော်ဒါဖျားဖန်ဆင်းနေတယ်လောက်ပဲလေကျမတို့ကခံစားရတယ်နော်ကျမတို့တခြင်းတော်ချီးမွမ်းတယ်ကိုတော်ဖန်ဆင်းလောကအလှကပါဆိုပြီးတော့ကျမတို့အဲ့အရာပေါ်မှာပဲဖန်ဆင်းခံတဲ့မှာပဲကျမတို့ပျော်မွေးခဲ့တယ်ဒါပေမဲ့ဖျားခင်ရဲ့ဖန်ဆင်းခြင်းနဲ့နဲ့အရာကတခုချင်းစီတိုင်းမှာဖျားကအသေးစိတ်ကြတယ်သူ့ရဲ့ဖန်ဆင်းခြင်းတဲမှာလုံးဝသူ့ရဲ့ဉာဏ်တော်နဲ့လူလုံးဝမမိနိုင်လောက်အောင်သူ့ရဲ့ဉာဏ်တော်နဲ့ဉာဏ်ပညာနဲ့ကျမတို့ကိုဖန်ဆင်းခဲ့တာဖြစ်တယ် ဒါဆိုရင်အဲ့ဒီ passage တခုတိုင်းမှာဖခင်ကသူ့ရဲ့အသက်ပါရှိတာဖြစ်တယ်။ဒါဆိုရင်အဲ့ဒီဖခင်ရဲ့အသက်ထဲမှာဒီကနေ့ကျွန်တော်တို့ကဘာလုပ်ဖို့လဲဆိုတော့အဲ့ဟာကိုကျွန်တော်တို့ကသိဖို့လိုအပ်တာဖြစ်တယ်။ကျွန်တော်တို့ရဲ့ယံသူကဘာသူလဲဆိုတော့စာရမဏေနဲ့ပဲဖြစ်တယ်။ဒီနေ့ဖခင်ရဲ့ယံသူကလည်းစာရမဏေနဲ့ဖြစ်တယ်။ကျွန်တော်တို့ရဲ့ကိုယ်ခန္ဓာရဲ့ယံသူကဘာသူလဲဆိုတော့အသွေးသားဖြစ်တယ်။ဒီနေ့ခမဲတော်ဖခင်ရဲ့ယံသူကစာရမဏေနဲ့ဖြစ်တယ်။တားတော်ယေရှုဖခင်ရဲ့ ယန္တူကတော့လောကဖြစ်တယ်ဆိုတဲ့အရာလေးเนาะဒါကြောင့်ဒီကနေ့ကျမတို့ကယန္တူရှိတယ်ကျမတို့ခရိယံအတ္တအသက်ရှင်ခြင်းကယန္တူရှိတာဖြစ်တယ် ကျွန်တော်ဒီတိုင်းနေလို့မရအောင်ဒီတိုင်းနေလို့မရဖြစ်တော့ကျမတို့ကဘာလို့လဲဆိုတော့အဲ့ဒီဖခင်ရဲ့အသက်ရှင်တဲ့နှုတ်ကပတ်တော်ကိုကျမတို့ကတကယ်ပဲတိကျွမ်းဖို့လိုအပ်တာဖြစ်တယ်အဲ့ဒီတိကျွမ်းမှသာလျှင်ဆာလံကကျမတို့ကိုဘာနဲ့မှလုပ်လို့မရတော့ဘူးလေသူဖခင်ရဲ့အသက်သစ်မွေးဖွားခံပြီးတဲ့နောက်ပိုင်းမှာဆာလံကသူလုပ်လို့မရတော့ဘူးလူရဲ့ဝိညာဉ်ကိုသူလုပ်လို့မရတော့ဘူးဖခင်ပိုင်သွားပြီဖြစ်တဲ့အတွက်ဒါပေမဲ့လူရဲ့ကျမတို့ရဲ့ယုံကြည်သူအရောက်ချင်းစတိုင်းရဲ့စိတ်နဲ့ခန္ဓာကိုသူကလုပ်လို့ချင်သေးတာဖြစ်တယ်အဲ့ဒီအရာကိုကျမတို့ကမသိဘူးဆိုရင် တမချန်းဆိုင်ရဲ့နဲ့နေချင်းဆိုင်ရာဖះဘာလုတ်ပေးနေလဲဖះငါတို့အတွက်ဘာရွယ်ပြီးဘာလုတ်နေလဲဆိုတဲ့အကြောင်းကျွန်တော်တို့မသိဘူးဆိုရင်ဒီနေ့ဆာလဲလှည့်စားခြင်းနဲ့မှာကျွန်တော်တို့ကြာရှုံသွားတတ်တာဖြစ်တယ်။ဒါကြောင့်ဒီနေ့ကျွန်တော်တို့ရဲ့တတ်တာထဲမှာနှုတ်ကပတ်တော်ဆိုတာလိုအပ်ပါတယ်။ဒီနှုတ်ကပတ်တော်ရဲ့အနောက်မှာဘသူရှိရဆိုအသက်ဖြစ်တဲ့ပုံကိုဖြစ်တဲ့ ်ယေရှုဖះရှိရာဖြစ်တယ်အဲ့ဒီပုံကူကိုကျွန်တော်တို့ကထိကျန်ထိတွေ့ဖို့လိုအပ်တာဖြစ်တယ်ဒါဆိုရင်ဆောလာကကျွန်မအဖေဆူတောင်းတဲ့ခါမှာသခင်ရှုကိုရောထံကိုလာပါ၏နှုတ်ကပတ်တော်အတွက်ကိုရောထံလာပါ၏ကျွန်တော်တို့ဆူတောင်းတဲ့ခါမှာအချင်းကြီးမဟုတ်ပါဘူးဒီနေ့အဲ့ဒီဂျေတာထားတဲ့တမချန်းစာကဒီနေ့ကျွန်တော်တို့ရဲ့ဘဝအတ္တတာအထက်မှာလက်တွေ့ကျစွာယူဆောင်ရှောက်လန်းခြင်းအဖြစ်အသက်ရှင်သောနှုတ်ကပတ်တော်ဖြစ်လာဖို့ဒီနေ့အဲ့ဒီနှုတ်ကပတ်တော်ကိုဖခင်ကဝိညာဉ်တော်အဖြစ်မုတ်သွင်းခဲ့တာဖြစ်တယ်ဒါကြောင့်ဒီကနေ့ကျွန်တော်ကဒီနေ့အနေငယ်ပေါ့နော်နေငယ်ပါဝင်စစ်စစ်ချင်တာဖြစ် ြစ်တဲ့ကျမတို့ရဲ့ခရစ်ယာန်အသက်ရှင်ခြင်းအလေးလာနှစ်ခုရှိပါတယ်အဲ့ဒါကဘာလဲဆိုတော့အသက်ကြီးအလေးလာသို့မဟုတ်အမှန်နဲ့အမှားအလေးလာတဲ့ဒီနေ့ကျမတို့ယုံကြည်သူအယောက်တန်းကအဲ့ဒီနေရာမှာကျမတို့တဝဲလဲလဲဖြစ်ခဲ့တာဖြစ်တယ်အဲ့ဒီအကကိုကျမတို့မသိကျွမ်းတဲ့ခါမှာခရစ်ယာန်တယောက်ရဲ့အသက်ရှင်ခြင်းကဘယ်လိုအသက်ရှင်ရမလဲဘာလဲဆိုတာကျမတို့မသိတဲ့ခါမှာကျမတို့တဝဲလဲလဲကြာဆင်းခဲ့တယ်ကြာရှုံးခဲ့တာဖြစ်တယ်ဖခင်ရဲ့နှုတ်ကပတ်တော်ကျမတို့သိပါတယ်ဒါပေမဲ့မပိုင်းခြားတတ်ဘူး ကျမတို့ဖခင်ရဲ့အသက်ထဲမှာမမွေ့လော်တတ်ဘူးဖခင်ကိုဘယ်လိုချိန်ရမလဲဖခင်ကိုဘယ်လိုစာငတ်မလဲကျမတို့မသိခဲ့ဘူးလေနော်ဒါကြောင့်ဒီကနေ့ကျမတို့ယုံကြည်သူတယောက်ရဲ့အသက်ရှင်ခြင်းကဒီနေ့ကျမတို့ဒါပါမရှိဘူးဟုတ်လားအရှင်ကျမတို့အသက်ရှင်ခြင်းအလေးလာနှစ်ခုရှိတာဖြစ်တယ်ယုံကြည်သူတယောက်ရဲ့အသက်ရှင်ခြင်းအလေးလာ ဒီလိုပဲကျမရေးလိုက်မယ်เนาะမြင်အောင်လို့အဲ့ဒီအလေးလာနှစ်ခုမှာဘာလဲဆိုတော့ဒီကနေ့အတက်ဤအလေးလာသူမဟုတ်အမှန်နဲ့အမှားဤအလေးလာဖြစ်တယ်နံပါတ်၁ကအသက်ဤအလေးလာနံပါတ်၂ကအမှန်နဲ့အမှားအမြန်ရေးလိုက်မယ်နော် အလေးလံနှစ်ခုထဲမှာကျမတို့ကနေ့ရက်စဉ်တိုင်းမှာနေ့စဉ်တူဝါကျမတို့အသက်ရှင်တဲ့အခါမှာဒီနေ့အဲ့ဒီနှစ်ခုထဲမှာကျမတို့ရှိတယ်အဲ့ဒီနှစ်ခုထဲမှာရှိတယ်ဘာဖြစ်လို့ဆိုတော့ဖယားကဖယားကလူကိုအေဒီဥယျမှာဖယားကဖန်ဆင်းတဲ့အခါမှာလူကိုပြည့်ညတ်ထားတာရှိတယ်အဲ့ကျွန်တော်တို့ Sunday school ကလေးလည်းတည်ခဲ့ပါတော့တကယ်တော့ဒါကကျမကပြန်ပြောတယ်ဆိုတဲ့အရာကနည်းနည်းလေးတည်သွားအောင်ပါနော်ဖခင်က ကျွန်မစဉ်းစားတယ်အေဒီဥယျာဉ်မှာဘုရားကကောင်းမကောင်းဒီကြောင့်ပင်လဲထားတယ်အသက်ပင်လဲထားတယ်ဆိုရဲရလေနော်ဘာကြောင့်ဘုရားကထားရလဲဒါဆိုရင်အရင်တော့ကျွန်တော်သိတာကအသက်ပင်စွာကဒီလိုမျိုးပဲထင်တာလေတကယ်တော့အသက်ပင်စွာကယောဟန်၅:၅မှာကြတော့ယေရှုက तू ကစပြည့်နယ်ပင်လို့ပြောထားဖြစ်တယ်ငါဒီအသက်ဖြစ်တယ်လို့ तू ကပြောထားဖြစ်တဲ့အတွက်ဒီနေ့အသက်ပင်စွာကဘာလဲဆိုတော့နယ်ပင်ပဲဖြစ်တယ်အဲ့ဒီနယ်ပင်က အုတ်ယိုတိုင်းလဲကြော်တက်သွားလို့ရတယ်အကစီအကန့်တမ်းမရှိဘူးသူ့ရဲ့အသက်ကအသက်ရှင်နေတာဖြစ်တဲ့အတွက်ဘယ်အရာကိုမှတားဆီးလို့မရဘူးသူ့ရဲ့အသက်ရှင်ခြင်းကဒါဆိုရင်ဒီဟာကဘာကိုပုံဆောင်လဲဆိုတော့ဒီနေ့အသက်ပင်ဆိုတဲ့ယေရှုခရစ်တော်ကိုပြောခြင်းဖြစ်တယ်။ဒါဆိုရင်အေဒီဥယျာဉ်မှာဖခါကဘာလို့ကောင်းမကောင်းထားပေးတာလဲ။အသက်ပင်ကိုစားစစ်ခြင်းနဲ့ဆိုရင်အသက်ပင်တစ်ခုတည်းပဲဖန်ဆင်းပေါ့။အသက်ပင်တစ်ခုတည်းပဲထားပေးပေါ့။ဘာလို့ဖခါကလူကို ဲ့ဒီအီဒွန်ဦးရဲ့အလဲမှာဘာလို့လူကိုဒီလူမျိုးထားတာလဲတကယ်တော့သုံးပွင့်ဆိုင်ဖြစ်နေတာဖြစ်တယ်အသက်ပင်ဆိုတာကယေရှုဖခင်ရဲ့အသက်ကိုပြောတာဖြစ်တယ်ခရစ်တော်ရဲ့အသက်ကိုပြောနေခြင်းဖြစ်တယ်ကောင်းမကောင်းဆိုတာကဒီနေ့သိချင်းစာရမဏေဒီနေ့သိချင်းဆံရကောင်းချင်းမကောင်းချင်းဆိုတဲ့အရာမှာဒီကနေ့ကျမတို့ကဘာဖြစ်နေလဲဆိုတော့တဝဲလဲလဲဖြစ်နေတယ်တက်တယ်ဒါဆိုရင်နေ့ရက်စနေမှာကျမတို့စားသုံးခြင်းရှိတယ်နေ့ရက်စနေမှာကျမတို့စားရမယ့်အရာက အသက်ပင်နဲ့ကောင်းကောင်းသိကြမယ်ဒါပေမဲ့ဖခင်ကဘာကိုစားစီခြင်းလဲအဲ့ဒီအသက်ပင်ကိုပဲစားစီခြင်းတာဖြစ်တဲ့အတွက်ဒီကနေ့ကျမတို့ကဘာကိုရွေးချယ်လဲလူကအလေဘုံမှာဖြစ်နေတယ်တကယ်တော့သုံးပွင့်ဆိုင်အခြေအနေဖြစ်နေတယ်ဖခင်ကဘာလို့လူကိုအရင်ဥယျာဉ်မှာထားလဲဖခင်ကလွတ်လပ်စွာလူကိုရွေးချယ်ခွင့်ပေးခြင်းလို့ဒါကကျမပုံဆွဲတဲ့အရာတော့တိတ်တော့မတော်ဘူးပေါ့နော်ကျမကလေးတော်တော့မတော်ပါဘူးလို့ဒါပေမဲ့လည်းဒီအရာမှာကျမတို့က ဝိညာဉ်သားနဲ့နားထောင်ပေးပါကျွန်တော်တို့စိတ်နှလုံးသားဖွင့်ပြီးတော့နားထောင်ပေးပါဘာလို့လဲဆိုတော့ဒီကနေ့ဒီယာကကျွန်တော်တို့အယမ်းကိုအရေးကြီးတဲ့အရာဖြစ်တယ်ကျွန်တော်တို့အသက်ရှင်ခြင်းနေ့ရက်စဉ်တိုင်းမှာကျွန်တော်တို့ကြရှုံးနေတယ်ကျွန်တော်တို့ယုံကြည်သူကအောင်မြင်ချင်တယ်လေနော်အောင်မြင်တော့ယုံကြည်သူတယောက်ဖြစ်ချင်တယ်လေဒါပေမဲ့ကျွန်တော်တို့ဘာကြောင့်ကြရှုံးနေရလဲမကြရှုံးခြင်းပဲနဲ့ကြရှုံးနေရတယ်ဘာကြောင့်လဲဆိုတော့ဒီအသက်ပင်ကိုကျွန်တော်တို့သွားမစားတာလေအဲ့ဒါကကျမတို့ကျမတို့လုတ်ခဲ့တာမဟုတ်ဘူးဒါပေမဲ့ဘု து အဖြစ်လဲဆိုတော့ အာဒံအဖြစ်ဖြစ်တယ်အာဒံအဖြစ်ကြရှုံခဲ့တဲ့အရာဖြစ်တဲ့အတွက်ဒီကောင်းမကောင်းတည်ကြံအပင်ကိုလာပြီးသွေးဆောင်တဲ့ခါမှာစာရန်ကဖျားစကားနဲ့ပဲလာတာဖြစ်တယ်ဒီကနေ့ကျမတို့ယုံကြည်သူအယောက်ချင်းစတန်ကိုလည်းဖျားစကားနဲ့ပဲလာနေတယ်အဲ့ဒါကျမတို့ပိုင်းခြားတတ်ဖို့လိုတယ်ဒါကြောင့်ရေးသားထားတဲ့နှုတ်ကပတ်တော်ရဲ့နောက်မှာအသက်ဖြစ်တဲ့အဲ့ဒီပုပ်ကိုကိုကျမတို့မထိတွေ့ဘူးဆိုရင်ကျမ်းစာကကျမ်းစာတသက်ကိုယ့်ရဲ့အတ္တတာကကိုယ့်ရဲ့အတ္တတာတသက်ဖရာတသက်ကိုတသက်ဖြစ်နေ ဖယားနဲ့ကိုနဲ့တလုံးတဝမဖြစ်ဘူးဖယားကတက်တက်ကောင်းရင်မှနေငါကငါ့ဘာငါမြကြီးမှစိတ်ကြအသက်ရှင်မယ်ဒီနေ့ဖယားရဲ့နှုတ်ကပတ်တော်ကျွန်တော်တို့အသက်မရှင်သက်ဘူးလေဒါကြောင့်ဒီကနေ့ကျွန်တော်တို့ကဘာလို့လဲဆိုတော့နေ့ရက်စနေမှာအဲ့ဒီဖယားရဲ့အသက်ခရစ်တော်ရဲ့အသက်ကိုနေ့ရက်စနေမှာကျွန်တော်တို့ကဘာလို့ဖို့လဲစားသုံးဖို့လို့ဒါဆိုရင်စားသုံးနေဆိုတာကဒီနေ့ကျွန်တော်တို့အဲ့ဒီအသက်ပြီးကိုကြည့်ပြီးကျွန်တော်တို့စားသုံးနေလို့မရအောင်လေဒါဆိုဖယားကအေဒီဝိမာဒီလူကိုရွေးချယ်ခိုင်းနေဆိုတဲ့အရာက ။ဖခင်ရဲ့ရွေချက်ကတော့အသက်ပင်ကိုစားစေခြင်းနဲ့လေ။ဒါကဖခင်ရဲ့ရွေချက်ပဲ။ဒါပေမဲ့ဖခင်ကဘာဖြစ်စင်ကြောသူ့ကိုပဲရွေးချယ်စေခြင်းလို့အလဲဘို့ဟိုမှာလွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ထားထားပေးတာ။သူ့ကိုရွေးချယ်မယ်ဆိုတာလည်းမသိဘူးလား။သိပါတယ်။ဒါပေမဲ့ကောင်းမကောင်းဆိုတဲ့အရာကပုံဆောင်ချက်ကစတဲ့ပေခြင်းဖြစ်တယ်။အသက်ပင်ဆိုတာကအသက်ရှင်ခြင်း။ဒီနေ့ယေရုရှလင်မြို့တဲ့အဆုံးတိုင်ပြောရမယ်ဆိုရင်တော့ဒီနေ့ကောင်းမကောင်းစွာကငရေပဲဖြစ်တယ် ထာဝရငယ်ပဲလမ်းပဲဖြစ်တယ်။ဒါဆိုဒီကနေ့ကျမတို့ယုံကြည်သူအယောက်ဆိုင်ကကဘာဦးမှာဖះဖန်ဆင်းလိုက်ပြီဆိုကြတဲ့ကဘာကြောင့်ဒီຢာကိုကျမတို့ကအသေးစိတ်ကျမတို့မသိခဲ့ဘူးလဲနားမလည်ခဲ့ဘူး။ကျမတို့ရဲ့တက်တာအထင်းမှာတန်တရာလဲခဲ့တဲ့အရာအများကြီးရှိတယ်။ဒါကြောင့်တဲ့အဲ့ဒီအပင်နှစ်ပင်ကတပင်နဲ့တပင်ဘာဖြစ်နေသောဆန့်ကျင်ဘက်ဖြစ်နေတယ်။တပင်နဲ့တပင်ကဘာမှမဆိုင်ဘူး။ကောင်းခြင်းမကောင်းခြင်းဆိုတာကအမှန်နဲ့အမှားရဲ့အလေလာဖြစ်တယ်။ဒီနေ့အသက်ပင်ဆိုတာကဖခင်ရဲ့အသက်ရဲ့အလေလာပဲဖြစ်တယ်။ ဒါဆိုဒီကနေ့ကျွန်တော်တို့ကအသက်ရဲ့အလေးလာအထက်မှာအသက်ရှင်ခြင်းအသက်ရှင်နေလားကောင်းမကောင်းအမှန်အမှားထဲမှာကျွန်တော်တို့အသက်ရှင်နေလားဒီနေ့ကျွန်တော်တို့ကောင်းမကောင်းအမှန်အမှားထဲမှာအသက်ရှင်တော့ကျွန်တော်တို့ဘယ်သူနဲ့အတူတူပဲလဲဆိုမယုံကြည်သူတွေနဲ့အတူတူပဲဖြစ်တယ်။ဖခင်ရဲ့အသက်ကိုမရသေးတဲ့သူတွေနဲ့အတူတူပဲဖြစ်တယ်။ဒါကြောင့်ဒီကနေ့ဒါကကျွန်တော်တို့မဖြစ်ချင်ဘူးလေမလုပ်ချင်ဘူး။ဒါပေမဲ့ဖခင်ကဘာကြောင့်ဒီခရစ်တော်ကိုလုံလုံလည်လည်ကျွန်တော်တို့ကိုအစင်သစ်စားသုံးဖို့ထားပေးထားလေ။ဒီနေ့အသက်ပင်ကိုဖခင်ကဘာဖြစ်လို့စားစေခြင်းလဲဆိုတော့ ဖခင်ကရွေချက်တစ်ခုပဲရှိတယ်မိခိုဖို့သူ့ကိုမိခိုခြင်းရှိဖို့မိခိုခြင်းရှိဖို့ပဲဖခင်ကအဲ့ဒီအသက်ပင်ကိုကျမတို့ကိုစားသုံးစေချင်တာဒါဆိုရင်ဖခင်ကိုကျမတို့လက်တွေ့ကျစွာအသက်ရှင်ခြင်းထဲမှာဖခင်ကိုနည်းရစနေမှာကျမတို့မိခိုလာအဲ့ဒါအဲ့ဒါအဲ့ဒါမေးအဓိက point ဖြစ်တယ်ဘာလို့လဲဆိုတော့ကျမတို့ရဲ့တက်တာထဲမှာရှိတတ်တယ်လောကရဲ့အရာကောင်းခြင်းမကောင်းခြင်းနေ လောကရဲ့အာယုံ၅ပါးအရာတွေကျမတို့သွေးဆောင်တဲ့အရာတွေရှိတယ်အမြင်အနက်အကြအရသာအထီးတွေ့အဲ့ဒီအာယုံ၅ပါးအဖြစ်ကျမတို့လာဆွေးဆောင်နိုင်တယ်နော်အဲ့ဒါကတော့ကျမတို့အောင်ပြီလားအဲ့ဒါကိုကျမတို့အောင်ပြီလားပြီးကျမတို့ရဲ့စိတ်သက်အသွေးသားအထင်းမှာကျမတို့ရဲ့လိုချင်တဲ့အရာတွေကျမတို့ရဲ့အသွေးသားအထင်းမှာရှိနေတဲ့ကြံ့နေသေးတဲ့စာတန်းဆိုင်ရာထိုးတွင်းခဲ့တဲ့သူ့ရဲ့ကြဆင်းသွားတဲ့အဲ့ဒီအရာတွေကျမတို့ထဲမှာမရှိသေးဘူးလားရှိသေးတယ် ။ဒါဆိုအဲ့ဒီຢာကိုကျမတို့ကဘာလို့ပို့လဲမနိုင်ပါဘူး။ကျမတို့ဖန်ဆင်းခံအသက်နဲ့အဲ့ဒီကောင်းခြင်းမကောင်းခြင်းမနိုင်ပါဘူး။ဆာလန်ကစံစာအခေါက်ခေါက်ခါကဖတ်ခဲ့ပြီးပြီ။ကျမတို့မဖတ်သေးပါဘူး။စံစာခေါက်ခေါက်ခါကကျမတို့အဲ့လောက်ဒီမဖတ်ခဲ့သေးပါဘူး။ဆာလန်ကဖျားကြောင်းလဲသူဒီဖျားကိုတော့သူမြင်ခဲ့တာလေ။ဒီဖျားကိုကျမတို့မမြင်ခဲ့ပါဘူး။ဒါပေမဲ့အဲ့ဒီမြင်မျက်မမြင်ရပဲယုံကြည်ခြင်းကတာပြီးမြတ်တယ်လို့ဘုရားပြောထားတာဖြစ်တယ်။ဒါဆိုရင်ဒီကနေ့ကျမတို့ကဘာလို့နေရလဲ အဲ့ဒီဖရာရဲ့အသက်ခရစ်တော်ရဲ့အသက်ကိုကျမတို့ကနေ့ရက်စဉ်တိုင်းမှာ လုံလုံလည်လည်မိခိုခြင်းအသက်တာရှိဖို့ဖရာကလိုအပ်နေတာဖြစ်တယ်။ဒါဆိုရင်ဒီလုံလုံလည်လည်မိခိုခြင်းအသက်တာဆိုတာအရာကဘသူ့ကိုအားကိုးခြင်းလဲဆိုတော့ဒီနေ့အသက်ပင်ဖြစ်တဲ့ထာဝရအသက်အသက်ရဲ့အလေလာတိုင်းဒီကနေ့ကျမတို့ကဘာလုပ်ဖို့လဲအသက်ရှင်ဖို့ပဲဖြစ်တယ်။ဒါဆိုရင်၃ပါးဖြစ်တဲ့ဖရာက ဒီလူရဲ့ဝိညာဉ်စိတ်ခန္ဓာ၃ပိုင်းရှိတဲ့လူအထင်းမှာရောနောပေါင်းစည်းခြင်းတယ်ဆိုရင်ကျမတို့ကဘာလုပ်ဖို့လဲဆိုတော့ထိုဖျားနဲ့သွားပြီးပူပေါင်းဖို့ပဲလိုအပ်တာဖြစ်တယ်။ထိုဖျားနဲ့ကျမတို့ကဆက်သွယ်ဖို့ဖျားကလိုအပ်တာဖြစ်တယ်။ဒါဆိုရင်အဲ့ဒီအရာကိုဖျားကဘာလုပ်ပြီးနေလဲခေါ်နေတယ်။ဖျားကအဲ့ဒါကိုလိုချင်တာ။ဒါဆိုရင်ကျမတို့ရဲ့စိတ်နှလုံးကနော်ဒါကကျမအပိုင်းသုံးပိုင်းဆွဲလိုက်ပြီနော်။ကျမတို့ကဖျားရဲ့အသက်ဝိညာဉ်ကိုရပြီးပြီ။ ျမတို့ရဲ့စိတ်နှလုံးကတော့မဖြူစင်သေးပါဘူးမဲညစ်နေသေးတယ်ဒါကြောင့်အသက်ပင်ဆိုတဲ့ဘုရားကိုလိုတာလေဒါကြောင့်အသက်ပင်ဆိုတဲ့ခရစ်တော်ကိုကျမတို့စားသုံးခိုင်းနေရလေဘုရားကပြီးရင်ကျမတို့ကလောကမှာအသွေးအသားအာယုံ၅ပါးဆိုတာကျမတို့ရှိတယ်အမြင်အဖြစ်ကျမတို့အပြင်သွားရဲ့ဟာဒီအင်ကြီးလေးလှလိုက်တာဖုန်းလေးကတော့မိုက်တယ်ကွာလိုချင်လိုက်တာငါပတ်စံစုအောင်မရှိဘူးလားရှိပါတယ်ဒါပေမဲ့ဖျားပေးထားတယ်လေ လိုအပ်ရင်တော့ဖျားပေးမှာပေါ့မလိုအပ်ရင်တော့အဲ့ဒါတွေကကိုမျက်မှောက်ပြုတ်ရမယ့်ယာမဟုတ်ဘူးလေဒါကြောင့်အဲ့ဒါကဝิญဉ်လေးကျင့်ခြင်းတော့ညီကိုညီမတို့ကျမလည်းအဲ့ဒါဝิญဉ်လေးကျင့်နေခြင်းဖြစ်တယ်မလေးကကျမအပြင်သွားတယ်လိုအပ်တယ်ကျမတို့လိုရတယ်ကျမသွားဝဲတယ်ကိုရောဆွတောင်းတယ်အပြင်မထွက်ခင်ကိုရောဒါလိုအပ်လားကိုရဲ့သွေးသားတော့အရန်လိုချင်နေရပဲဒါဖြစ်တင်လားဒါမဲ့ဖះနာမတော့ခေါ်တယ်ဖះထံပြန်လဲတယ်ကိုယ့်ရဲ့စင်လုံးဖះထံနာမတော့ပြန်ခေါ်ရမှာဖះကလူအပ်တဲ့လောက်ပဲသုံးပါတယ် အဲ့ဒါလေ့ကျင့်ခြင်းပဲအဲ့ဒါဝิญဉ်လေ့ကျင့်ခြင်းပဲအဲ့ဒီဝิญဉ်လေ့ကျင့်ခြင်းကဖရားရဲ့အသက်ကိုမိခိုခြင်းပဲဖြစ်တယ်အဲ့ဒီဖရားရဲ့အသက်ကိုမမိခိုဘူးဆိုရင်ဒီကောင်းမကောင်းကကျမတို့ကိုအမြဲတမ်းလာနေမှာလွှမ်းမိုးနေမှာကျမတို့ကိုလာရောက်သွေးဆောင်နေမှာပဲအဲ့ဒါကိုကျမတို့ရဲ့ဒီဖန်ဆင်းကံအသက်ကလုံးဝမနိုင်ဘူးဒါဆိုရင်ဖန်ဆင်းရှင်အသက်ကကျမတို့အထင်မှာမလုံနေပြီးသေးသောရှိနေပြီရှိနေပြီအဲ့ဒီရှိနေတဲ့ຢာကိုလက်တွေ့ကျစွာဝิญဉ်လေ့ကျင့်ခြင်းအဖြစ်တာဘာဖြစ်လဲဆိုတော့အဲ့ဒီဖရားရဲ့အသက်ကလူရဲ့စိတ်နှလုံးထဲမှာ ပြေလာ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 တဲ့အခါမှာဒီနေ့ယေရှုခရစ်၌ရှိတဲ့စိတ်တော်တင်တို့၌လည်းရှိစေကြလောဆိုရဲအဲ့ဒီနေ့တိုင်းကျွန်တော်တို့အသက်ရှင်တက်လာတာဖြစ်တယ်။ဒါဆိုရင်ဒီကနေ့ကျွန်တော်တို့ဘာကိုလိုနေရလဲ။အသက်ပင်ဖြစ်တဲ့ခရစ်တော်ကိုကျွန်တော်တို့ကစက္ကန့်တိုင်းမိနစ်တိုင်းနေ့ရက်တိုင်းမှာ လုံလုံလည်လားမိခိုအားကိုးခြင်းကိုလိုအပ်နေတာဖြစ်တယ်။ဒါဆိုကျွန်တော်တို့အမှုရာတွေကြုံလာတယ်။ဟာကိုးကို negative ပြောလာတယ်။တည်ခြင်းဆိုင်ရာ negative တွေပြောလာတယ်။ အပေါင်းဆိုင်ရာမှာလည်းကျမတို့ကခါကြရင်ပါလို့ဆိုတော့ဟာတော်လိုက်တာတိတ်လိုက်တာတက်လိုက်တာစစ်စစ်နိုင်လဲဆိုတော့ကျမတို့ကဘာဖြစ်လဲအဲ့ဒီရောင်မှာကိုကိုဘာဖြစ်လဲဂုံယူတက်လာအဲ့ဒါကဘယ်ရလာလဲအသွေးသားလာတဲ့ຢာတွေပဲဖြစ်တယ်တကယ်ပဲဒါကြောင့်ကျမတို့ဖျားထင်းမှာစစ်မှန်ဆိုတာမွေ့လော်ဝမ်းမြောက်နေတယ်ဖျားထင်းမှာလုံလုံလည်းမြီကိုအားကိုချင်းကလေကိုကိုကို sub center ဆိုတာမရှိတော့ဘူးအဲ့ဒီဖျားကိုပဲသူစဉ်းစားနေတာအဲ့ဒီဖျားရဲ့အသက်ကိုပဲသူဘလို့မွေ့လော်ဝမ်းမြောက်မစဲဆိုတဲ့အရာကိုသူအဖိုးခပေးပြီးချိန်ပေးနေတာ ဒါကြောင့်ကျမတို့ရဲ့တသက်တာချင်းမှလေဝိညာဉ်လေးကျင့်ကြီးစွာတအားလိုအပ်ပါတယ်။ဒါကြောင့်ကျမတို့အပြင်ကနေလာတဲ့အရာတွေကကျမတို့ခါကြိုက်မခံနိုင်ဘာကြောင့်လဲ။အတွင်းအသက်ကဖြစ်ထားတဲ့အရာနဲနေလို့ဖြစ်ထားတဲ့အရာနဲလို့ကျမတို့ဖြစ်လာတယ်ဖြစ်လာတတ်ပါတယ်လူကမဖြစ်ဘူးမဟုတ်ဖြစ်တတ်တယ်ဒါပေမဲ့အဲ့ဒီအရာထဲမှာကျမတို့ကဘာလဲဆိုတော့အဲ့ဒီအရာတွေထဲမှာအဲ့ဒီအသက်ပင်ဖြစ်တဲ့ဖရာဒီနေ့အောင်မြင်ခြင်းပေးနေတဲ့အဲ့ဒီဖရာရဲ့အသက်ကိုကျမတို့မမီခိုဘူးဆိုရင် ဒီယာကအော်တိုကကျမတို့ကလာနေပြီးသားပဲဖြစ်တယ်ဒါဆိုဒီယာကိုကျမတို့ဘယ်လိုပြုရမှာလားဘယ်လိုပြုရပါ့မလဲကောင်းခြင်းမကောင်းခြင်းမှန်နဲ့အမှားထဲမှာကျမတို့အသက်ရှင်လို့မရဘူးအဲ့လိုအသက်ရှင်နေရင်ကျမတို့ကဘယ်ထဲမှာရှိနေလဲဆိုတော့မယုံကြည်သူလောကသားနဲ့အတူတူပဲဖြစ်တယ်ကျမတို့ရဲ့အသက်ရှင်ခြင်းကဒါဆိုရင်ဒီနေ့ကျမတို့အရောက်ချမ်းအသက်တာအแทမှာဖခင်ရဲ့ဖခင်ရဲ့အသက်နဲ့ကြီးထွားလာဖို့ဆိုရင်ဖခင်ကဒီနေ့ကျမတို့ရဲ့အသက်တာအแทမှာသူ့ကိုလုံလုံလန်းလျား မိခိုဖို့ပဲလိုအပ်တယ်ဆိုတဲ့အရာကိုပြန်ပြီးတော့ကျွမ်းဝေးထားတာဖြစ်တယ်။ကျမအဲ့ဒီအရာကိုဖတ်တဲ့အခါမှာကျမအထင်းမှလည်းကိုရောဒီအရာကိုတမိဖတ်တဲ့အခါမှာတမကျန်းစာကကိုရဲ့အတ္တာအထင်းမှကိုရောစကားပြောတဲ့အရာကအခုဖတ်နေတဲ့တမကျန်းစာကကိုရောနဲ့မထိတွေ့ဘူးဆိုရင်အလကားပဲ။ကိုရောနဲ့မထိတွေ့ဘူးကိုယ်ရဲ့အသက်နဲ့တမိကမထိတွေ့ဘူးမပြောင်းလဲဘူးမပြုတ်ပြင်ဘူးဝိညာဉ်လေးကျင့်ခြင်းမခံဘူးဆိုရင်ပြောနေခြင်းလည်းအလကားပဲလို့စားသုံးနေခြင်းလည်းအလကားပဲ 那时候，他叫迪哥尼，怎么又打打车嘛？爬个迪哥罗尔说：“问你雷震情啊，迪哥罗尔你还不晓得？”他说：“问你雷震情啊，哎呀，阿龙哥，喏，阿龙哥，怎么又骗骗你的呀？怎么又装装你的呀？怎么又露骚你的呀？看懂一点嘛？偷窥到过什么什么？没了，我秒情啊！问你雷震情怎么不晓得？他说：哎呀，哥，裴亚哥，罗震你还不晓得？裴亚哥怎么又投诉了？哪里不棒吧？” ငါဆန်ကိုလာပါနင်းရဲ့စိတ်နှလုံးကိုဖွင့်ထားပါလို့ဘုရားပြောတယ်ကျမတို့ရဲ့လောက်ရမယ့်အလုပ်ကဘာပဲလဲကျမတို့ရဲ့စိတ်နှလုံးဖွင့်ထားဖို့အလုပ်တစ်ခုပဲရှိတယ်အဲ့ဒီအလုပ်မှလွန်ကျမတို့ဘာအလုပ်မှမရှိဘူးနော်တန်တဲ့ရံနဲ့ကျမတို့လှုပ်ရှုပ်ဖို့အချိန်မရှိတော့ဘူးလေဒါဆိုရင်ကျမတို့ရဲ့တက်တာထဲမှာအဲ့ဒီအသက်ရဲ့နီလန်တိုင်းကျမတို့အသက်ရှင်လက်ရှောက်နေခြင်းဖြစ်တယ်လက်တွေ့ကြစားကျမတို့အဲ့ဒီအသက်ရဲ့နီလန်တိုင်းမှာဖျားနဲ့အတူလက်ရှောက်ခြင်းဖြစ်တယ် အဲ့ဒါကဝိညာဉ်လေးကျင့်နေခြင်းပဲဖြစ်တယ်။ဝိညာဉ်ထဲမှာဖရားနဲ့တလုံးတဝါဖြစ်ခြင်းဖရားကိုမိခိုလိုက်ခြင်းဖရားကိုအားကိုလိုက်ခြင်းဖရားကိုယာနှုံးပြည့်တဆက်ကမှမလွဲအောင်မိခိုလိုက်ခြင်းကမိမိရဲ့တတ်တာကထိုခရစ်တော်နဲ့ပူးပေါင်းနေခြင်းဖြစ်တယ်။မိမိရဲ့တတ်တာကအဲ့ဒီသုံးပါးတပါးဖရားဆိုင်ရာဖရားရဲ့အသက်ကိုအဖြစ်ခံနေခြင်းပဲဖြစ်တယ်။ဒါဆိုရင်ဒီကနေ့ကျမတို့ဘာလို့ဖို့လို့လဲဆိုတော့စွတောင်းဖို့ပဲလိုအပ်တာဖြစ်တယ်။ဒါကြောင့်သူကရှင်ဘောလူကပြောတယ်နော်တစ်ကော၄၃လေးမှာပြောတယ် တင်တို့အားဖြင့်၎င်းလူဤနေရဲ့အားဖြင့်၎င်းငါကိုတစ္ဆာမရှိဟုစီရင်တော်လဲငါသည်အမှုမထားတဲ့ငါကိုကိုမစီရင်အကြောင်းမူကားကို့အော်တာပါစိတ်သည်ကို့ကိုအပြစ်မတင်သို့တော်လဲထို့အကြောင်းဖြင့်ငါသည်ဖြောင့်မတ်သည်မဟုတ်ငါကိုစီရင်တော်သူကဖရာသခင်ပေတည်တဲ့ဒီကနေ့နေရဲ့စင်တိုင်းမှာမိမိကိုကိုမိမိစစ်ကြောစီရင်ခြင်းခံနေဖို့လိုအပ်တယ်အဲ့ဒီစစ်ကြောစင်ချင်းခံနေခြင်းကဘာကိုစစ်ကြောခြင်းလဲကျွန်တော်တို့ရဲ့စိတ်နှလုံးမှာရှိတဲ့အော်တာပါကိုစစ်ကြောခြင်းပဲဖြစ်တယ် ဒါဆိုရင်ဒီကနေ့ကျွန်တော်တို့အရောက်ချင်းစီတန်းကတကယ်ပဲလက်တွေ့ကျစွာအသက်ရှင်နေဖို့လိုအပ်တာဖြစ်တယ်။ဒါကြောင့်ဆူတောင်းခြင်းတစ်ခုကိုကျွန်မပြောချင်ပါတယ်လို့ကျွန်ုပ်တို့ဒီတဲ့အတွင်းဆုံးခန်းထဲ၌အတွင်းဆုံးထဲ၌မှန်ကန်ခြင်းကိုခံစားမိခြင်းကျွန်ုပ်တို့လှုပ်ရှားလှုပ်ဆောင်ခြင်းထဲ၌အသက်ကိုခံစားရခြင်းဘိတ်သိပ်ပေးခြင်းဤအာယုံခံစားမှုနှင့်ခွန်အားကိုခံစားရခြင်းတွင်အသက်၌ရှိကြသည်ကိုကျွန်ုပ်တို့သိကြသည်တဲ့။ဒါဆိုရင်ကျွန်မတို့ကတကယ်ပဲ ဖះအထင်းမှာဝိညာဉ်လေးကျင့်နေဖះကိုမိခိုအားကိုးတယ်ဆိုရင်လေတင့်ရဲ့အထင်းမှာဘာတက်တည်ရှိလဲတိလားငြိမ်သက်ခြင်းတက်တည်ရှိရယ်ကျမတို့ရဲ့အထင်းမှာအဲ့ဒီဖះထံကလာတဲ့စစ်မှန်တဲ့ငြိမ်သက်ခြင်းတက်တည်ရှိတယ်သူများဘလို့ပဲပြောပြောအဲ့ဒီအရာမှာတုံ့လုံခြင်းမရှိဘူးသူများအပေါင်းပဲပြောပြောအနှုတ်ပဲပြောပြောစိတ်ဝင်စားအောင်သူစိတ်ဝင်စားတာဖះပဲဒါကြောင့်ရှင်ယောဟန်ခရစ်ဝင်တခန်းလုံးမှာယေရှုခရစ်တော်ကသူ့ကိုဖာရိရှဲတွေစံတဲ့ပုံကိုယ်တွေလာတယ် အလုပ်လက္ခဏာဆိုင်ရာလဲလာတယ်သူ့ကိုထောက်ပြတယ်ဒါပေမဲ့သူကဘယ်အရာကိုမှတုံ့လောက်ခြင်းမရှိဘူးအဲ့ဒီရှင်ယောဟန်ခရစ်ဝင်တခန်းလုံးမှာကယေရှုကဘာကိုပဲ तू ကမိမောင်းထိုးပြဆိုတော့ခမဲတော်ပဲ तू ကမိမောင်းထိုးပြတာခမဲတော်ရဲ့အသက်ကိုပဲ तू ကမိခိုးပြီးတော့ तू ဆက်ဆံဖြစ်ရှင်းနေတာဒီကနေ့ကျွန်တော်တို့ရဲ့တသက်တာထဲမှာလဲအဲ့ဒါလက်တွေ့လက်ကျင့်နေဖို့လိုအပ်တာဖြစ်တယ်အဲ့ဒီရှင်ယောဟန်ခရစ်ဝင်တခန်းလုံးကအမျိုးမျိုးအမှုရာခတ်သိမ်းနဲ့ तू ကကြုံလာတာ ယေရှုကိုလာတာစုံစမ်းတာနှောက်ရက်တာအများကြီးပဲဒါပေမဲ့အဲ့ဒီအဲမှာမှာယေရှုကဘာလို့ तू ကအမိပြုလဲဆိုတော့အဲ့ဒီသူ့ထဲကအဲ့ဒီခမဲတော်ရဲ့ဖခင်ရဲ့အသက်ရဲ့ပုပ်ကိုအဲ့ဒီအတန်ကိုကြားမှသူသွားတယ်နော်လာဇရုသေးတယ်နော်ဒါပေမဲ့ तू ချက်ချင်းသွားလို့ရတယ်သူ့ရဲ့ဇာတိချက်ချင်းချင်းမရှိဘူးလားရှိတာပေါ့လာဇရုကို तू တအားချစ်တယ်လေဒါပေမဲ့ဖခင်ပြောတဲ့နေ့ဖခင်ပြောတဲ့အချိန်ပဲ तू သွားတယ်သူများပြောတဲ့အချိန် तू မသွားဘူးကျွန်တော်တို့ဆိုတော့သွားမှာပေါ့ဟုတ်လား ဟိုတခါညီမတယောက်နေမကောင်းဖြစ်တယ်ဆိုရင်ကျမစိတ်ကအဲ့နေရာရောက်နေပြီနေမကောင်းဖြစ်တယ်ဆိုတော့မလုပ်ပြရမလဲသွားကူချင်းအဲ့ဒါဘာဖြစ်လဲစာတီချစ်ခင်ချင်းပဲဒီကနေ့ဖះသွားစီစီလို့အရာဖះပြောဆိုရတဲ့အရာကဘယ်ထဲကနေလာဖို့လဲဆိုတော့ဒီနေ့မိမိဝိညာဉ်ထဲကနေဖះရဲ့အတန်ကိုကျမတို့ပိုင်းခြားခြင်းမဲ့အတွင်းထဲကနေလာတဲ့အဲ့ဒီအော်တာပါရဲ့ငြိမ်သက်ခြင်းကိုပေးတဲ့အဲ့ဒီထဲကနေကျမတို့လာဖို့ပဲဖြစ်တယ်အဲ့ဒီထဲကနေထွက်လာတဲ့အရာအားလုံးကိုပဲဖះကဘာလို့လဲဆိုတော့ကောင်းကင်မှာသူရီမတ်တာလေ 但是，专门说，哎呀，我专门问你例子呀，罗嘛，专门阿妈呢，阿妈呢，感情嘛，感情呢，专门都断没情绪了。专门得打电话，都给别都五千三呀，半夜天嘛，专门都断的比水嘞，专门看咱家的幺奶啦吧呗，专门六天内呀，来没事了吧？七天内呀，说嘞，半夜夜值班的可别心热了啦。哎呀，讲半夜夜阿蛋冷，叫你嘛，专门心热症批的，哎。 在南昌的嘛，专门说心里、心里、心里，怕屁来着。哎，你拍牙也专门说啊，得心里病啊，拍牙也挺吓人，怕来怕的。但是哎，你拍牙个六月问人家拍牙难的很，六月专门说十二月个拍牙过，不硬的，拍牙不累的住啊，拍牙过吃点呗，拍的。拍牙过专门说面貌漂亮，拍牙过牙口年轻啊，过了过了嘛，没六百眼，治牙过得你嘛偏重来不？过了嘛，治牙过过了过看嘛白不顺，治牙过得你嘛奥米来不？ ဒါကြောင့်ဖခင်ရဲ့ဂတိတော်ကတော့ရှိနေပြီးသားပဲ။ဖခင်ရဲ့နှုတ်ကပတ်တော်ကတော့ကျွန်တော်တို့အယောက်ဒီဆိုင်မှာရှိနေပြီးသားပဲ။ဒါပေမဲ့လက်တွေ့ကျစွာရှောင်လန်းခြင်းအသက်ရှင်ခြင်းကနည်းပါးတဲ့ခါမှာကိုရောဒီယာကြုံလဲကျွန်တော်တို့ဖခင်ကိုပြစ်တင်တယ်။ကျွန်တော်တို့အင်္ကာဝင်တွေကိုပြစ်တင်တယ်။ဒါမဟုတ်ဘူး။ဒါအသက်ရဲ့နီးလဲမဟုတ်ဘူး။ဒါအသက်ရဲ့အလေလာမဟုတ်ဘူး။အဲ့အသက်ရဲ့အလေလာနီလန်းတဲ့မှာမှန်ချင်းမှချင်းကောင်းချင်းမကောင်းချင်းခန်းစားချက်အလိုဆန္ဒပါဆိုပါမှမရှိဘူး။ဖခင်ရဲ့အသက်တစ်ခုတည်းပဲရှိတယ်။အဲ့ဒီဖခင်ရဲ့အသက်ကိုပဲအမိပြုတ်လိုက်တိုင်းမှာဖြည့်ရှင်းစရာမရှိဘူး။ စကလုံးမရှိတော့ဖះထဲမှာငါရောက်သွားတဲ့အခါမှာကိုယ့်ရဲ့မကောင်းခြင်းပဲမြင်တော့တယ်ဖះရဲ့ကောင်းခြင်းပဲကိုမြင်တော့တယ်အဲ့ဒါကဖះရဲ့အသက်ထဲမှာကျွန်တော်တို့တည်နေခြင်းပဲဒါကြောင့်ဖះကသူ့အထဲမှာကျွန်တော်တို့ကတည်ပြီးပြီးတည်နေချောင်းကိုပဲကျွန်တော်တို့ဝန်ခံဖို့ပဲလိုအပ်တာဖြစ်တယ်ဒါကြောင့် तू ကစပြင့်နယ်ပင်အသက်ပင်လို့ तू ကပြောတယ်စပြင့်နယ်ပင်လို့ပြောတဲ့အခါမှာအဲ့ဒီစပြင့်နယ်ပင်ကကျမတို့ကိုဖယ်ရမကန့်တက်လို့မရဘူးလေအဲ့ဒီဖះရဲ့အသက်ကကျမတို့ရဲ့ကောင်းခြင်းမကောင်းခြင်းမှန်ခြင်းမှန်ခြင်းကိုကန့်တက်လို့မရဘူး ဖခင်ရဲ့တက်ကစီးစင်းပေးနေတာလေဖခင်ရဲ့တက်ကကျွန်တော်တို့အထင်းမှာအလုတ်လုတ်ပေးနေတာအဲ့ဒါကိုမျက်မှောက်ပြုလေစဉ်းစားလေတင့်ရဲ့ဖြစ်ခြင်းဘာဆိုဘာမှကျွန်တော်တို့မခံစားရတော့မမြင်တော့ဘူးဖြစ်တယ်အဲ့ဒါကဖခင်ထဲမှာကျွန်တော်တို့စစ်မှန်စွာဝင်းရဲ့လင်းကျင်နေခြင်းပဲဖြစ်တယ်ညီကိုညီမတို့ဒါကြောင့်ဒီကနေ့ကျွန်တော်တို့ကလေဖခင်ကကျွန်တော်တို့ဝိညာဉ်စိတ်ခန္ဓာအချင်းစွမ်းပန်းတာပေးထားရဆိုရင်တကယ်ပဲလက်တွေ့ကျစာလုပ်ကြည့်ပါကျမတို့ရဲ့ဗန္နာကလည်းစီမံကိန်းအတွက်ပဲဖြစ်လာတယ်။ကျမတို့ရဲ့ဗန္နာကပျောက်ဆုံးနေတဲ့ဝိညာဉ်အတွက်ပဲဖြစ်လာတယ်။ ျမတို့ရဲ့အဖို့ခပေးခြင်းကလည်းထိုသူခရစ်တော်ကိုရရှိဖို့ပဲဖြစ်တယ်။အဲ့ဒီလူရဲ့ဝိညာဉ်ဖခင်ရဲ့အသက်ကိုထိတွေ့ခံစားဖို့ပဲဖြစ်လာတာဖြစ်တယ်။ဒီနေ့ကျမတို့ကဘာလို့ဘာပဲအလုပ်မရှိတော့ဘူး။ကျမတို့ရှိတဲ့အလုပ်ကတော့ဒီဖခင်ကိုမျက်မှောက်ပြုဖို့ပဲဖြစ်တယ်။ကျမတို့လုံနေတဲ့အလုပ်ကတော့လုံနေရမှာပဲအပြင်းမဆန်ရတော့လုံနေရတာပဲဒါပေမဲ့အဲ့လုံနေတဲ့ဖရားတက်ကိုကျမတို့ဖြည့်နေရတာလေအဲ့လုံနေတဲ့အချိန်မှာဖရားရဲ့ပါရမီအရေးချင်းကိုကျမတို့အပြည့်ခံနေရတာလေဒါကအမျက်ပဲ အဲ့ဒီအမျက်ကိုကျမတို့အသက်ရှင်နေခါမှမယူကျမတို့တော့ရှုံးနေလို့ဒီမှမရှိဘူးဒါကြောင့်ဒီကနေ့ကျမတို့ကိုဖခင်ကလာခဲ့ပါငါထံကိုလာတဲ့ပါစိတ်နှလုံးတကားဖွင့်ခဲ့ငါထံကိုလာပါငါကိုမိခိုပါကျမတို့မတတ်နိုင်တဲ့ရာဖခင်သိပါတယ်ကျမတို့ကိုလည်းကျမတို့သိပါတယ်ဒါကြောင့်အဲ့ဒီဖခင်ရှင်မလေးဖခင်ကကျမတို့ကိုပွင့်လင်းတယ်ဖခင်ကကျမတို့ကိုအလင်းထဲမှလာခေါ်တယ်ပွင့်လင်းစွာဖခင်ကကျမတို့ဆက်ဆံတယ်စာရန်ကတော့နောက်ွယ်မှာအလုလုတယ် ဖခင်ကတော့ကျမတို့ရဲ့အရှိကိုတဲ့တဲ့ကိုလာပြီးတော့ပွပွင့်လင်းလင်းနဲ့သူ့ရဲ့အလင်းထဲမှာကျမတို့ကိုငှားထန်တို့လာပါလို့သူဆွဲခေါ်နေတာဖြစ်တယ်။ဒါဆိုရင်ကျမတို့ဒီကနေ့ကြုံနေရတဲ့အရာတွေရှိတယ်။မကြုံရသေးတဲ့အရာရှိတယ်။ဒါပေမဲ့အဲ့ဆိုကျမတို့ဘာလုပ်ဖို့လဲ။ကြုံလာသည်ဖြစ်စေမကြုံလာသည်ဖြစ်စေခက်ခဲသည်ဖြစ်စေမခက်ခဲသည်ဖြစ်စေဒီအခြေအနေပေါ်မှာကျမတို့အသက်ရှင်ဖို့မဟုတ်တော့ဘူး။ဒီရပြောလို့ကျမမခံစားရအောင်မို့နော်ကျမလည်းခံစားခဲ့ရတဲ့အရာတွေအများကြီးရှိတယ်ဖြတ်တန်းခဲ့ရတဲ့အရာတွေအများကြီးရှိတယ်ဒါပေမဲ့ကျမတတ်တယ်မပြောခဲ့ဘူးပြီးခဲ့တဲ့တစ်ခေါက်ညီမဒီမလာနေညီမတယောက် မနိုင်ဘလို့ဖြစ်လို့ဒီညာရောက်လာတယ်။အေးငါရဲ့တက်တာကဒီလိုပဲလို့ကျွန်မတက်တည်ခံဖြစ်သွားတယ်။ဘာဖြစ်လို့ဆိုကိုကိုတိုင်းကိုကိုတိုင်းအဲ့ဒီကားတိုင်းကိုမထမ်းဘူးဆိုသူတပားကားတိုင်းထမ်းတာကျွန်မတို့ကိုချင်းဆိုင်ဆိုဘလို့မှပြောမနိုင်။ဘလို့မှမပြောတတ်ဘူး။ကျွန်မကိုနိုင်ကမဖျားဘူးဆိုရင်ဖျားနေတဲ့လူကိုကျွန်မကိုချင်းမစားတတ်ဘူး။ကျွန်မကိုနိုင်ကနေပူတဲ့သွားပြီးတော့အဖိုးခမပေးဘူးဆိုရင်အဲ့ဒီနေပူတဲ့သွားပြီးဖိုးခပေးနေလို့ကျွန်မကိုချင်းမစားတတ်ဘူး။ဒီနေ့အဲ့ဒီကိုချင်းစားတဲ့ဘုရားကကျမတို့ကိုအမြဲတမ်းခေါ်နေတာဖြစ်တယ် ငါထန်တို့လာပါငါကိုမိခိုးပါငါကိုအားကိုးပါငါကိုပဲနေဖွင့်ပေးပါငါကိုပဲအချိန်ပေးပါဘုရားကအဲ့ဒီအရာကိုခေါ်နေခြင်းဖြစ်တယ်။ဒါကြောင့်ဒီကနေ့ကျွန်တော်တို့အသက်တာအထင်းမှာအသက်ပင်ကိုတကယ်ပဲလက်တွေ့ကျစာလေ့ကျင့်အဲ့ဒီဖရားရဲ့အသက်ထဲမှာကျမတို့မွေ့လော်လေမွေ့လော်လေအဲ့ဒီဖရားရဲ့အသက်ကပဲကျမတို့ကိုဘာလို့ပေးလိုက်မလဲဆိုတော့သူ့ရဲ့အသက်ထဲမှာတွေ့ကြုံခံစားပြီးတော့မွေ့လော်ဝမ်းမြောက်လာတဲ့ခါမှာကျမတို့တဲ့နေ့ရက်စနေကဘာဖြစ်နေဆိုတော့ဝမ်းမြောက်ခြင်းညီတဲ့ခြင်းကိုခံစားနေရမှာဖြစ်တယ် ဖခင်ကအဲ့ဒီရာဝဲလိုချင်တာဖြစ်တယ်။ဒါကြောင့်အေဒင်ဥယင်မှာအာဒံကိုဘာမှမလုပ်ခိုင်းဘူး။ဒါပေမဲ့လုပ်ခိုင်းတဲ့အရာတစ်ခုကအေဒီဥယင်ကိုပြုစုပါ။အဲ့မှာရှိတဲ့အပင်တွေကိုကြီးထွားအောင်မင်းပြုစုပါ။ဒါဆိုရင်ကျမတို့ဘာလုပ်ဖို့လဲ။ကျမတို့တို့ထဲကအဲ့ဒီအသက်ကိုကြီးထွားအောင်ကျမတို့ပြုစုဖို့ပဲလိုအပ်တယ်။အဲ့ဒါကျမတို့ရဲ့ကိုယ်ပိုင်တာဝန်ဝတ္တရားပဲဖြစ်တယ်။အဲ့ဒီဝတ်တရားကိုကျမတို့အသက်တာထဲမှာစောင့်ထိန်ခြင်းခံဖို့လိုအပ်တာဖြစ်တယ်။ကျမတို့အဖြစ်စောင့်ထိန်လို့မရဘူး။အဲ့ဒီဖရာရဲ့အသက်ကကျမတို့အထဲမှာစောင့်ထိန်ပေးနေတယ်။ အဲ့ဒီဘုရားရဲ့တက်ကကျမတို့ထဲမှာမဆပေးနေတယ်အဲ့ဒါကိုကျမတို့ကမျော်လင့်ရမှာဖြစ်တယ်ဒါကြောင့်ဒီကနေ့ကျမတို့ရဲ့တက်တာထဲမှာဘုရားငါ့ကိုဘာလုပ်ပြီးနေလဲဒီလိုကြုံလာတယ်ဒီလိုဖြစ်လာဆိုတော့ကျမတို့ဘုရားရဲ့အသက်ကိုအပြစ်မခံထားဘူးဆိုရင်ကျမတို့မဖြတ်တန်းနိုင်ပါဘူးကျမတို့ကျမတို့ဘာဆိုအဲ့ဒီအတွင်းရဲ့ခွန်အားမရှိဘူးဆိုရင်ကျမတို့စကလုံးကြားရအောင်မှာကျမတို့လဲကြနိုင်တယ်လေဒါကြောင့်ဒီကနေ့ကျမတို့ကိုဘုရားကကြိုးမိထားတယ်နော်ကျမတို့ရဲ့အတွင်းထဲကအသက်ကခိုင်ခန့်ခြင်းမရှိဘူးဆိုရင်တဲ့ စကလုံးလိုက်ရင်တော့မှဖျားသွားတယ်။စကလုံးလိုက်ရင်တော့မှကြည်ကွဲသွားတယ်။မှန်ချင်းမှချင်းမှကျွန်တော်တို့ယက်တီနေလို့လေ။ကောင်းချင်းမကောင်းချင်းနဲ့ကျွန်တော်တို့ဘ ഹു ပြုနေလို့လေ။အဲ့ဒီຢာတွေကခရစ်တော်မှမဟုတ်တာ။ခရစ်တော်မဟုတ်ရင်ကောင်းငင်မပါဝါဘူးလေ။ခရစ်တော်ပဲကျွန်တော်တို့တကယ်ပဲအသက်ဖြစ်မွေးရဝမ်းမြောက်တာမှတာလေ။အဲ့ဒီခရစ်တော်ကိုကောင်းငင်မှာပဲပို့ဆောင်ပေးလို့ရတာလေ။ ဖခင်ကကျမတို့ရဲ့ကောင်းခြင်းမကောင်းခြင်းလုံနိုင်ခြင်းမလုံနိုင်ခြင်းကိုဘုရားကြည့်နေတာမဟုတ်ဘူး။ကျမတို့ထဲကခရစ်တော်ကိုဘလောက်အသက်ရှင်ခွင့်ပေးလဲ။အဲ့ဒါကိုဘုရားကြည့်နေတာ။အဲ့ဒါကိုဘုရားဆံမိုးပဲစစ်နေတာ။ဒါဆိုနေ့ရက်စနေမှာကျမတို့ကအဲ့ဒီသုံးပွင့်ဆိုင်အခြေအနေမှာကျမတို့ကြုံတွေ့နေရတယ်။ရှိနေတာဖြစ်တဲ့အတွက်ဒီကနေ့ကျမတို့ဆုတောင်းမယ့်အရာတစ်ခုကကိုရောသခင်ရှုကိုရောကိုကျွန်ုပ်ထဲမှာလိုအပ်ပါတယ်။ကိုရောကိုမိခိုခြင်းမရှိတဲ့အချိန်ဒီတိုင်းမှာကိုရောကိုမိခိုတတ်ဖို့ကျွန်ုပ်ကိုရယူပါ။ ကျွန်ုပ်ကိုမဆပါကျမတို့ကိုရောကိုအမကိုတက်ပါ24နိုင်မှာဘုံပြုတ်တက်ပါဘူးအမိမပြုတ်တက်ဘူးဒါပေမဲ့ဖခင်ကဘာလုပ်ပေးနေလဲအမိပြုတ်အောင်ကျမတို့ထဲမှာဘာလုပ်ပေးနေလဲအဲ့ဒီအသက်ရှင်စေတက်တော်ဝိညာဉ်တော်ဖခင်ကကျမတို့ကိုဘာလုပ်ပေးနေလဲအသက်ရှင်ပေးနေတာဖြစ်တယ်ဒါကြောင့်ယောမ၈နှစ်မှာဆိုရင်ဖခင်ကကျမတို့ဒီလိုကြွမွေးထားတာလေအသက်ရဲ့ဝိညာဉ်တော်တရားကကျမတို့ကိုဘာလုပ်ပေးနေလဲဆိုတော့နေ့တိုင်းအချိန်တိုင်းမှာသူကဘာလုပ်ပေးနေလဲဂျေစုပြုတ်ပေးနေတာဖြစ်တယ်တဲ့ အဲ့ဒီအသက်ဝိညာဉ်တော်တရားထဲမှာကျမတို့မွေ့လျော်လေမွေ့လျော်လေဖရာရဲ့တက်တယ်မှာကျမတို့ကဒီနေ့စစ်မှန်စွာဖရာရဲ့တက်ထဲမှာကိုကိုကိုပုံသွင်းခံတာဖြစ်တယ်အဲ့ခါမှာဒီနေ့ကျမတို့ရဲ့ဖြစ်ချင်းပျောက်ပျောက်ပျောက်သွားမှာဘသူရဲ့ဖြစ်ချင်းပေါ်လာဆိုတော့ခရစ်တော်ရဲ့ဖြစ်ချင်းပေါ်လာတာဖြစ်တယ်ဒီနေ့ကျမတို့ရွှေငွေကြောက်ကောင်းဆိုတဲ့အရာကိုလဲလဲယူဖို့ဖြစ်ပါတယ်ကျမတို့တစ်သားကောက်ရွေးမျက်ချောက်ဆိုတာက 今天，今晚热得大天嘛，哎呀、啊，么洗得老多，便宜吧？大家今天什么说拍呀天嘛？今晚又没了，晚苗的水，说那新宝路表了不、啊？今天哥哥哥了嘛？哥也二大把岁了嘛？哥哥哥别么得了不的？俺哥是呢拍呀喂的。 ဒီနေ့အဲ့ဒီဖရားရဲ့စီရင်ခြင်းထဲမှာကျမတို့ရှိနေတော်သူများဖြစ်ပါတယ်။ဒါကြောင့်ညီကိုညီမတို့ကျမတို့တကယ်ပဲလက်တွေ့ကြစာဖရားရဲ့အသက်နဲ့တည်ခြင်းထဲမှာကျမတို့ရှိနေဆိုရင်အသက်ရဲ့လမ်းကြောင်းနဲ့တည်ခြင်းလမ်းကြောင်းထဲမှာဘယ်လမ်းကြောင်းမှာရှိနေလဲ။အသက်ရဲ့လမ်းကြောင်းထဲမှာကိုရှိနေဆိုရင်ကိုနဲ့ဖရားနဲ့တည်ပါတယ်။တည်ခြင်းလမ်းကြောင်းထဲမှာရှိနေဆိုရင်တော့ဖရားကဘာလို့ဖို့လဲခေါ်နေတယ်ငါထံသို့လာပါ။ငါကို ဖွင့်ထားပါငါ့ကိုအားကိုပါငါ့ကိုမိခိုပါဆိုတဲ့အရာကိုဘုရားကပြန်လဲကြွမွခြင်းဖြစ်တယ်ဒီနေ့ကျမရဲ့တသက်တာထဲမှာလည်းဝိညာဉ်ထဲမှာတကယ်ပဲဘုရားနဲ့လက်တွေ့လျှောက်လန်းနေခြင်းဖြစ်ပါတယ်လို့ဟိုခင်ရှုကိုရောကိုယေရှုတင်နေကျမ်းနာတဲ့ညီကိုညီမအရောက်ဆန်တသက်တာထဲမှာသခင်ဘုရားသားရဲ့လှုပ်လှုပ်ပါစေ